အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတခါတင်းဆက်ပြပြပေးသွားမှာကတော့ယူဆက်ကွန်အာရှဖလာချေစပွဲအောင်မြမအမျိုးသမီးယူဆက်ကွန်ဘလုံးတင်းရဲ့ကျောင်းနံပါတ်16ကိုဝစ်ဆင်ထားတဲ့ခွင်းလေဖန်ဒီရှင်အလန်ဆိုင်ထရိနင်းရဲ့ highlight ကလေးပဲဖြစ်ပါတယ်ခင်ဗျာအလန်ဆိုင်ထရိနင်းဟာကချင်တိုင်းသူလေးတယောက်ဖြစ်တယ်လို့သိရှိထားပါတယ်ခင်ဗျာကွင်းလေကနေဘလုံးဖြန့်ပြရမှာအထူးကောင်းမွန်တည်သက်လာတယ်လို့ နောက်ကျန်တိုက်စစ်ဖြစ်နေလဲသွင်းကိုတွေပါတွင်းတက်ပါသေးတယ်။မကောင်တဲ့ပွဲစဉ်မှာ Alanzide Trainan တကူသွင်းခဲ့ပါသေးတယ်နော်။ Alanzide Trainan ဟာထို့ပေါက်ပြက်ကြောနိုင်စွမ်းကောင်းတယ်လို့ဒုံဒုံတိုက်တိုက်နဲ့အာသုံးပြီးကစားတတ်တဲ့ကစားသမားမျိုးလည်းဖြစ်ပါတယ်။ခနာကိုဖွဲ့စည်းပုံနေထားကလည်းဘောလုံးသမားကောင်းတယောက်မှရှိတဲ့နဲ့ဖွဲ့စည်းမှုနေထားမျိုးဖြစ်ပါတယ်။ကျွန်တော်မြင်တဲ့လောက်ပြောမိရရင်တော့ အလန်ဆိုင်ထရန်နန်ရဲ့ကစားဟန်ဟာကျွန်တော်တို့မြန်မာအမျိုးသမီးတင်းရဲ့ကွင်းလေဘူဂျိုကြီးလိုတင်စားခေါ်တဲ့တန်တန်ထွေးကိုတွေ့လိုက်ရသလိုပါပဲခင်ဗျာတန်တန်ထွေးလက်တစ်တယောက်လို့ပြောရင်တောင်မမမတင်ပါဘူးဒါကကျွန်တော်အမြင်ဖြစ်လို့ငင်းပွားလာမယ်ဆိုရင်လေကြည်ပြူစွာလက်ခံပါတယ်ခင်ဗျာအလန်ဆိုင်ထရန်နန်ရဲ့ကစားပုံလေးကိုတစ်ချက်လောက်ကြည့်ကြည့်ပါဦးခင်ဗျာအင်ဒိုနီးရှားနဲ့ကံခဲ့ရတဲ့ပုံပြပွဲစဉ်မှာလည်း အန်ဆိုင်ထွေနှန်းရဲ့တွန်းတိုက်တဲ့ကစားကြရာနေကိုဗန်ဒီပေးလိုက်တာကိုရှင်းတန်းဖြူစင်ပြုံးပါနဲ့စွာသွင်းကြရလို့ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။အန်ဆိုင်ထွေနှန်းရဲ့မညမတာကစားတတဲ့ကစားဟန်ကတော့တကယ်ကိုပေးဆက်လူမှုအပြည့်အဝရှိနေတာကိုမြင်တွေ့ရပါတယ်။အင်ဒိုနီးရှားနဲ့ပွဲစဉ်မှာအန်ဆိုင်ထွေနှန်းတယောက်ဘလို့လုတ်ပြသွားတယ်လဲဆိုတော့ကြည့်ကြည့်ပါဦးခင်ဗျာ။ နောင်လာမဲ့အာရှဘလားပွဲမှာလဲဘယ်လိုအသေးမျိုးနဲ့ပဲတွေ့တွေ့ရှင်းဆိုင်ဖြတ်ကျော်နိုင်မယ်လို့ကျွန်တော်တို့မြန်မာပြည်သက်တွေတွေနဲ့ယုံကြည်နေမိပါတယ်။အကောင်းဆုံးတွေဖြစ်မလာရင်တောင်အကောင်းဆုံးတွေပဲလုတ်ပြသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်။နောက်တန်းခံစစ်၊ကွဲလေဖန်နေမှု၊ရှေ့တန်းတိုက်စစ်စတဲ့ဟန်ချက်ညီမှုတွေကိုမြင်တွေ့သွားပွဲရှိပါတယ်။ကဲကျွန်တော်တို့အားပေးလိုက်ကြရအောင်လားဗျာ။